အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ဖတ်ပြပေးမယ့်ပုံမြင်လေးကတော့စေစေနေနေတတိမွေဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်အပုဒ္ဒကခေါ်အာကန်နုကတတိသည် အလွန်နှမျောတွန့်တူ၏တယံခါတော့တကရတိခိပစ္စေကဗုဒ္ဓသည်ထိုတတိ၏အိမ်ရှိ၌ဆုံးရတော်မူ၏တတိသည်ကတော်ဆုံးပါဘုရားဟု ကိုယ်တိုင်မပြောခြင်းသဖြင့် အိမ်ထဲသို့လမ်းအော်၏ဟေ့ ိမ်ထဲကဟာရီဒီမာလာပြီးဆွန်းလောင်းကြအောင်ပြီးထိုးတို့လှမ်းအော်ပြီးမှတတိသည်ကိစ္စတစ်ခုကိုတတိယသဖြင့်အိမ်ပြင်သို့ထွက်သွား၏တတိယဇနီးမှာအလွန်အံ့ဩနေ၏အလွန်လဲဝမ်းသာနေ၏အကြောင်းတော်ကပေးလိုက်ကြစမ်းလူလိုက်ကြစံဟုတတိကြီးပစံမှာတကြိမ်မြပြောမှုခြင်းမရှိဘဲယနေ့မှဆုံးလောင်းကြအောင်ဟုပြောပေါ်ရသောကြောင့်သည် ထိုတတိကစင်းနေ၏စနိမယကယေတနာသုံးပါး၌ကြည်ညို၏တရာတရားရှိ၏တတိကြီးကဆုံးလောင်းကြအောင်လေပြောသွားသောကြောင့်ပစ္စည်းကဗုဒ္ဓအရှင်မြတ်၏တပိတ်တော်ကိုယူသည်ကြုံတော့ကြုံကဲလူတန်းရသောကြောင့်အကောင်းဆုံးထမင်းနှင့်အကောင်းဆုံးဟင်းတွေကိုသာလောင်းလူလိုက်သည်တကာရတိခိပစ္စည်းကဗုဒ္ဓအရှင်မြတ်သည်ဆုံးလူခံယူအပြီးတွင်ရွာပြင်သို့ရှေးရှုလျက်ကြွတော်မူလာသည်ရွာတကားဝအနီးတွင် ိစ္စပြီးစီးသဖြင့်ပြန်လာသောတထေးနှင့်တွေ့သည် အရှင်ဘုရားတပည့်တော်တို့အိမ်ကစွန်းလောက်လိုက်ရဲ့လားလောင်းပါတယ်တကားဟုတ်လားဘာရီများပါလေတထေးသည်ပြောပြောဆိုဆိုပင် အရှင်မြတ်၏တပည့်တော်ကို ဖွင့်ကြည့်ထို့သို့ကြည့်သည့်တခဏအတွင်၌ဝင်တုံမှုတွေဖြစ်ပေါ်လာ၏အမွန်တမြတ်ပါတကားဒါလောက်ကောင်းတဲ့ဓမင်းဟင်းကိုသာ ငါရဲ့အမှုလုပ်ဖြစ်ဖြစ်ကြေးကျွန်ကိုပဲဖြစ်ဖြစ်ခြားကျွေးလိုက်ရရင်ဝမ်းသာအားရနဲ့ကျေးဇူးတင်မယ်အလုတ်စူးစမ်းလုံမယ်အခုတော့အပုဒ္ဒကတတိကောအာကန်နုကတတိသည် ထို့တို့လျင်ကောင်းမှုနဲ့မကောင်းမှုကိုတွန်တွဲလျက်ကျူးလွန်မိသည့်နီးသူမကောင်းမှုတစ်မျိုးတည်းကိုလည်းကျူးလွန်ခဲ့မှုသည်သူကျူးလွန်ခဲ့သော မကောင်းမှုကရာဇဝတ်မှုဖြစ်သည်သူကျူးလွန်သောရာဇဝတ်မှုမှာသူဤသူကို ဖြောက်ဖြက်ခြင်းဖြစ်၏သူ၏အကိုကွယ်လွန်သွားသောအခါတားကလေးတစ်ယောက်သာကြံခဲ့၏ထိုကလေးသည်ဦးလေးဖြစ်သူသွားရာသို့တခေါက်ခေါက်ပါ၏ဒါကျွန်တော်အဖေရဲ့နော်ဒါကျွန်တော်ရဲ့လေကလေးသည်ဦးလေးလောက်ကင်ဆောင်ရဲ့သမျှကိုသူသည်သမျှကလေးဖြစ်အခါမလက်ပြော၏ထမင်းစားရမှာပင်ဤဒေါန်လန်ကငါအဖေရဲ့ပစ္စည်းသည်စသဖြင့်မလွတ်အောင်လိုက်လံပြော၏အာဂန်နုကတထေလောင်းလျာစဉ်းစားရပြီး ဒီကလေးဟာအခုငငယ်ကလေးမှတော့ဒါလောက်ပြောရင် ကြီးလာတဲ့တနေ့မှာအိမ်မော်ကနှင်ချမှာတည်ကြတယ်။ဒီတော့သူဒီသူသားငယ်ကိုဖျောက်ဖျက်ပစ်ပြီး ထိုကလေးငယ်ရဲ့အမွေပစ္စည်းများကိုတဘောတာသုံးဆောင်ခန်းစား၏။ထို့သော ထိုကလေးအားတပ်ဖြတ်တော်မကောင်းမှုကံကြောင့်အပင်ငရင်၌နှစ်ပေါင်းတန်းချီပြီးခန်းစားခဲ့ရ၏။သူဒီငရဲမှလွတ်မြောက်လာသောအခါ တကားရတိခိပစ္စေကဗုဒ္ဓအရှင်မြတ်အားဆုံးလောင်းလူရန်တိုက်တွန်းသောကောင်းမှုကြောင့်တာဝတ္ထိပြည်၌တထေးဖြစ်လာသည်အပုဒ္ဒကတထေးဟုခေါ်ကြသည်တကားရတိခိပစ္စေကဗုဒ္ဓအရှင်မြတ်အားတထေးဤဇနီးလောင်းလူလိုက်သောဆုံးခဲပွဲဆုံးခဲပွဲဘောစဉ်ကိုကြိုကြည့်ပြီးနှမျောတွန့်တိုစိတ်ဖြစ်ပေါ်ခဲ့မှုသည့်အတွက်ယခု အပုဒ္ဒကတထေးဘဝတွင် အကောင်းမှန်သမျှမုန်တီးသူဖြစ်လာ၏ အဘုဒ္ဓကတထေးကြီးအသွင်တဘောကိုနားမလည်သောဗန္နာစုတယောက်ရှိခဲ့ဘူးသည်သူသည်တထေးကြီးမျက်နှာအသက်အပြီးတွင်သုံးဆောင်ရန်အတွက်ရေမရောသောနှုတ်ထမင်းကို ပြင်ဆင်ထားသည်တထေးကြီးမျက်နှာတက်ပြီးပြီးဘာစားเสียရှိတလဲဟိအသင်မှာပဲတထေးကြီးအမှုလောက်တူကအုတ်ဆောင်ဖြင့်ဖုံးထားသောရွှေကောက်ကိုဖွင့်လှစ်ပြီးတထေးရှိ၌ခြားသည်တထေးသည်ရွှေကောက်ကိုလည်းကောင်းရေကွက်ထဲရှိ ရွှေခွက်တည်းရှိနုကနာကို၎င်းထိတ်လန့်ကြောက်ရွံ့စွာ ကြည်သည် ထို့နောက်အမှုလောက်ကိုတလဲရွှေခွက်ကိုတလဲကြည်နေပြန်သည်မင်းတို့မင်းတို့ဒါရွှေခွက်ကိုတလဲအမှုလောက်ကိုတလဲကြည်တော်တည်သည်တပြေးပြေးဒေါသထွက်လာသည်ထဲအတုံရင်စွာ အော်ဟင်ရင်တပြက်စီးကိုပြေးဆွဲသည် ရိုသေစွာရန်နေသောအမှုလောက်ကိုရိုက်သည်တတိမင်းကျွန်တော်ဘာတတိမင်းလဲဘာကျွန်တော်လဲ ငါမှရှိတဲ့ဥစ္စာပစ္စည်းတွေကုန်ထမ်းအောင် လုပ်တဲ့ကောင်။တွားထွက်သွားပြီ။တတိယဒီဒုံဖြင့်ရ၍အားမရသောကြောင့်မြေကြီးကကြောက်ခဲများဖြစ်ပါပြပေါသည်။ထိုသူထွက်ပြေးသောအခါတတိယဒီစပိုးဆောင်တဲသူပြေးဝင်လာ၏။စပိုးဆောင်တဲ၌တစုံတရာမချက်ပြပြရသည်။ဟဲ့ဦးကောင်၊ဒါဆန်။ထိုထင်းစည်းကိုပြစ်ချပြီးစအဖိုးသည်တုံတုံချီချီရှောက်လာ၏။တတိယမြေ ဘာများခိုင်းကြံပါတလဲခမဘာများမခိုင်းကြံဘူးမင်းတို့အိမ်မှာဘာသမင်းဘာဟင်ရှိတလဲသမင်းမရှိပါဘူးတတိမင်းသမင်းမရှိရင်မင်းတို့ဘာစားတလဲဟာစကွဲသမင်းတော့ရှိပါရဲ့ခမတတိမလောစာဝမ်းသာအားရဖြစ်သွားသဖြင့်လက်ခုပ်လက်ဝါးတီးလျက်တက်ကြွစွာပြော၏အလွန်ကောင်းတဲ့သမင်းပဲကွာ ဟင်းကတော့ဘာဟင်းလဲဟင်းရဲ့လူတော်မခေါ်နိုင်ပါဘူးတတိမင်းရဲ့ ကျွန်တော်တို့စားတာက ပေါအောင်ရေဟင်းကို ခမညာအဖိုးကရှက်ရွံ့တိမ်ငယ်စွာပြောတော်လဲအပုဒ္ဒကတတိမာမူရွှေလန်းတက်ကြွနေအလုံကောင်းတဲ့ဟင်းပါကလားကဲကဲဟောတာကြီးယူသွားပြီးဇကွဲထမင်းနဲ့ပေါအောင်ရေဟင်းယူခဲ့စမ်းကွာဒုက္ခစားများကအញ្ញံဆုံးဟင်းဟုသတ်မှတ်ထားသော ပေါအောင်ရေဟင်းသည် အပုဒ္ဒကတတိအဖိုးစားကောင်းတောက်ဖွယ်ကြီးဖြစ်နေသူသည် စားမှုတမှုကိစ္စများမှသာမဟုတ် အခြားကိစ္စများတွင်လည်းအီနီးနေနေတာတာဖြစ်၏တရေကြီးပြင်လွင်တပားသို့သွားเสียရှိသည်ဆိုသောကြောင့်ကောင်းသောပစိုးအင်ကြီးများအတင်ထားပြီးတင့်တယ်လှပသောလှဲနေစောင်းเสียထီလှလှပပတို့ကို ပြင်ဆင်ထားမိတော်သူမှာရိုက်ပုတ်ဆဲဆိုခြင်းခံရ၏တထေးကြီးသည်ပစိုးစုပ်ကိုခြုံပြီးအင်ကြီးစုပ်ကိုဝတ်သည်တထေးတကြဲတို့တုံးဆောင်သောထီသည်မကား ထန်းရွက်ထန်းရွက်ဒီအစုပ်သည်တင့်တည်းပြင်စင်ရာချီနောင်ရာတို့များနေသည့်အတွန်အခြားတတိများလွှတ်ပြတ်ထားသောယထာသာလင်အပုဒ္ဒကတတိအာယုံလျှောက်ပတ်သောရင်ဖြစ်နေသည်အရှင်ပြည့်စေကဗုဒ္ဓ၏တပိတ်ထဲရှိစုံးနေဟင်းများကိုကြည့်ပြီးဝန်တိုစိတ်ပေါ်ကဲပူသောမကောင်းမှုသည်ယခုအပုဒ္ဒကတတိဘဝ၌ပွေခံရပြီးမြေထဲ၌ဂရေ၈၀မြေပေါ်၌ ဂရေ80များရှိသောဥစ္စာများကိုပိုင်ဆိုင်သောတတိဖြစ်တော်လေရေမရောသောကနာထမင်းထက်စကွဲထမင်းကိုလျှာရှာလည်နေသည်ရွာမကြီးနှုတ်အောင်သားဟင်ထက်ပေါအောင်ရေဟင်းကရှာလည်ရှာရင်းမြတ်သည် ထို့တို့လေအញ្ញံအဖြင်းများကိုစားပြီးညစ်ထင်းနွမ်းပါစွာဝိလျက်တိမ်ငယ်စွာနေထိုင်ခဲ့သောအပုတ်တကတတိသည်တန်ကားတော်များအားတကြိမ်မျှလှူဒန်းခြင်းမရှိပါယဟန်ပုံနာနှင့် ဖုံတောင်းရာစကားများကိုလည်းစွန့်ကြဲပေးကမ်းခြင်းမရှိပါတားတော့တမိကံလည်းမရှိတော့ကြောင့်အပုဒ္ဓကတတိအိမ်မအစာအသွင်းပစ္စည်းအလုံးနဲ့လေယာကျွဲနွားဆင်မြင်တိုးစိတ်ခြေကျုံတို့ကိုလည်းကောတလမင်းသည်မင်းပန္နာအဖြစ်တင်ယူ၏ချမ်းသာသမျှအနက်ပဲဝဲမြောက်လောက်သာတပြားကိုပင်ယူဆောင်မသွားနိုင်ခဲ့သောအပုဒ္ဓကတတိသည် ကွယ်လွန်ခြင်း၌မဟာရောရု ဝင်ငရဲ၌ဆက်၍ခံစားရသည်